ပြတာရင်ထိုးသမျှပွဲတွေထဲမှာအနာကျင်အောင်ဆုံးမဲ့ဆိုတဲ့ Junior Fedex ဘီရီဘက်တော့ဂျာနီညာကရှင်မြန်ကစားသွားခဲ့တဲ့ Bronica နဲ့ Junior Fedex တို့ရဲ့ပွဲအစဉ်မှာတော့ခုနှစ်ပွဲဆက်ရှုံးပွဲမရှိနဲ့နိုင်ပွဲတွေဆက်ခဲ့တဲ့ Time Fighter မှာလေ Junior Fedex ဟာ Bronica ရဲ့လက်သေးချက်တွေအောက်မှာအလဲလဲအကွဲအကွဲနဲ့အရှုံးပေးသွားခဲ့ရပါတယ်ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတွေကြီးခဲ့ဘူးသမျှထဲမှာတော့မြန်မာဖိုက်တာတယောက်ရဲ့ပြိုင်မဲ့အဖြစ်ရှင်ပြိုင်ခဲ့တဲ့ဖိုက်တာတွေထဲမှာဂျူနီယာဟာမြန်မာပြည်သက်တွေရဲ့တနာကျင်နာမှုကိုရရှိခဲ့တဲ့တူးတဲသောဖိုက်တာမှလေးဖြစ်တယ်လို့ဆိုရမှာပါ နောက်ပြီးအဲ့လိုတင်နာကျင်နာမှုမျိုးရတာကလည်းသူမကပထမဦးဆုံးလို့ဆွေးရမှာပါပဲ။ဘာကြောင့်လဲဆိုတော့ဂျူနီယာဖဲတက်စာငယ်လေးငယ်တလို့ဘရိုနီကာနဲ့ရှင်လိုက်ရင်အကောင်တင်းပြီးအထွေချုံဘိုင်းနဲ့ပတ်သက်လို့လိုအပ်ချက်တွေရှိနေသေးတဲ့အတွက်ကြောင့်ပဲဖြစ်ပါရင်။နောက်ပြီးစိတ်နဲ့စင်ကြိုးအိုင်းထက်မှာရှင်မြိုင်နေခဲ့တယ်လို့မမျှတဲ့ပြိုင်ဆိုင်မှုမျိုးကိုမြင်တွေ့နေခဲ့ရတယ်လို့ဖြစ်နေခဲ့တာပါ။ဂျူနီယာဖဲတက်ဟာဘရိုနီကာနဲ့မင်းဆိုင်ခင်ဘရိုနီကာလိုမျိုးသူ့ထက် လူကောင်ကြီးရဲ့အမျိုးသမီးဖိုင်တာတွေနဲ့ရင်ဆိုင်ထားခဲ့သူပါဒါပေမဲ့အဲ့လိုလူကောင်ကြီးတဲ့ဖိုင်တာတွေကိုဂျူနီယာဖဲတက်စာအနိုင်ယူပြထားခဲ့တာဖြစ်ပါရင်ဂျူနီယာဖဲတက်စာတော်လဲတော်သလိုအလားအလာကောင်းနေတဲ့ပိုင်ဆိုင်ထားတဲ့လူငယ်အမျိုးသမီးဖိုင်တာမှလည်းဖြစ်ပါရင်သူမရဲ့ခံနိုင်ရင်သူမရဲ့မာကုံနဲ့သူမရဲ့တက်လုံဟာအထူးပြောစရာမလိုအောင်ကောင်းမွန်တာကိုမြင်တွေ့ထားခဲ့ရတာပါဒါကြောင့်လဲဂျူနီယာဖဲတက်ဟာဝမ်းမှာရှုံးမဲမရှိနဲ့ရှေးဆက်နိုင်နေတာဖြစ်ပြီးဘရော်နီကာနဲ့ရင်ဆိုင်ရတဲ့အခါမှာဘာမှမလုပ်နိုင်တော့ပဲဘရော်နီကာပြုသမျှနုခဲ့ရတာလည်းဖြစ်ပါရင် ရမအချီမှာလည်း knockdown နှစ်ကြိမ်အထိကြောက်အောင်ဆွမ်းဆောင်နိုင်ခဲ့သလိုဒုတိယအချီမှာလည်း Bronica ဟာ knockdown နှစ်ကြိမ်ကြာသည့်အထိဆွမ်းဆောင်ပြသွားခဲ့တာပါပထမနှစ်ကြိမ် knockdown ချတဲ့အချိန်မှာကလေးက Junior Fighter ကိုအရှုံးပေးလိုက်တော့ဆိုရင်စိတ်ထဲကပြောနေခဲ့တဲ့အထိ Bronica ရဲ့လက်သေးချက်တွေကသူမအတွက်လူနဲ့လက်နဲ့နဲ့မမျှသလိုခံနေခဲ့ရတာပါ ။ဒါဟာဘရိုနီကာကိုအနိုင်ရစေချင်လို့ဆိုတာတဲ့ဆက်ပြီးထုံးနေရင်သူမှပဲဆက်ပြီးအထည်နာနေမှာဆိုတဲ့အတွက်အရှုံးပေးစေချင်ခဲ့တာဖြစ်ပါရင်ဒါပေမဲ့လည်းဂျူနီယာဖဲတက်ဟာဘလောက်ပဲနားနေပါစေကျမ်းမြင်ထက်မှအချင်းတစ်ချောင်းလုံးမတ်တက်ရက်နိုင်သည့်အထည်ရှင်ပြိုင်သွားမယ်ဆိုတဲ့ဆန္ဒမျိုးနဲ့အနာခံကပေတီပြီးရှင်ပြိုင်သွားခဲ့တာပါ။ပရမတ်ချီအတွင်းမာတွေကပွဲပြက်ပြီလို့ထင်ထားခဲ့ပေမဲ့အချက်ပေးခေါင်းလောင်းတန်ထွက်ပေါ်လာခဲ့တာနဲ့ဂျူနီယာဖဲတယ်လည်းတက်တာရရသွားခဲ့တာဖြစ်ပါရင် ဂျူနီယာအချီမှာလည်းဂျူနီယာဖဲဒက်တောင်ဘရော်နီကာရဲ့လက်သေးချက်တွေနဲ့နော်ဒေါင်းနှစ်ကြိမ်ထက်ကြကဂျိုးဝိုင်းတိုင်ရဲ့ရန်နာမှုနဲ့တူဘရော်နီကာဟာအနိုင်ရရှိသွားခဲ့တာပါဒီနေရာမှာမင်းကိုထုတ်ဆရာရှိတာကတကယ်တမ်းနော်ဒေါင်း၃ခါကြာရင်ပွဲရပြီးတစ်ဖက်ကပြန်ဘက်ကိုအနိုင်ပေးလင့်ရှိမိမယ်အဆိုပါပွဲစဉ်မှာတော့ဒိုင်ဖြစ်သူကနော်ဒေါင်း၃ခါကြာသွားခဲ့ပေမဲ့ပွဲကိုဆက်ပြီးရှင်ပြိုင်စီခဲ့တာဖြစ်ပါတယ်နော်ဒေါင်း၄ကြိမ်ကြာအောင်ရှင်ပြိုင်ခဲ့ရတဲ့ဂျူနီယာဖဲဒက်အတွက်ကတော့အချိန်ပိုပေးလေပိုပြီးခံရလေဆိုလိုဖြစ်ခဲ့ပြီးပွဲပြီးချိန်မှာ Time Fighter မာလီဟာလိုင်းလွင်ပြီးအခုလိုဖွင့်ရသွားခဲ့ပါတယ် ်မင်္ဂလာပါဒီနေ့ကကျမဘွားတစ်ယောက်ထိုးခဲ့တဲ့ပွဲတွေထဲမှာအနာကျင်အောင်ဆုံးပွဲဖြစ်ခဲ့ပါတယ်အခုပွဲရှုံးသွားပြီပေါ့နော်အမှန်တိုင်းပြောရရင်မရှုံးချင်ပါဘူးလူတိုင်းကလည်းဒီရလက်ကိုလိုချင်မှာမဟုတ်ပါဘူးဒါပေမဲ့ကျမတို့နေ့အောင်လုံးအကောင်းဆုံးထိုးခဲ့ကြရင်ရှင်တော့ပြပါပါကျမရဲ့မျက်နှာပဲပဲတချမ်းကရောင်ကိုင်းနေပါတယ်မျက်လုံးကလည်းခေါ်ဝဲပဲမြင်ရတယ် မင်းနာတချမ်းလုံးကလည်းအခုထိတော်တော်လေးနာနေထုံးပါပဲပါဇက်တွေဆိုရင်လည်းရောင်းနေခဲ့တာပါအแทမှလည်းကွဲသွားပါတယ်လေဘေးနေမှလည်းအားလုံးမြင်ပါပါမြင်မဲ့အပေါ်ပိုင်းနေမှလည်းနာနေခဲ့တဲ့အထိပါပဲညနေကျရင်အိမ်ရွှေသွားရရပါမယ်ဒါပေမဲ့အဆင်ပြေပါတယ်ဘာမှမဖြစ်ပါဘူးဆိုပြီးပြောသွားခဲ့ပါတယ်တို့မှ line လွှင့်ပြီးပြောတဲ့ဗီဒီယိုမှာလည်းမင်းနာတခုလုံးတော်တော်လေးကိုစုပ်ပြတ်နေခဲ့တာကိုမြင်တွေ့ထားခဲ့ရတာဖြစ်ပြီးကိုမြန်မာ fighter ရဲ့ပြိုင်မဲ့ဖြစ်ခဲ့ပေမယ့် junior fair တက်မင်းနာဘောကဒဏ်ရာတွေဟာတော်တော်လေးကိုတနာဖို့ကောင်းနေကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုတွေမှာလည်း MMA fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ ့လာရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page ကို like and follow လေးမနှိမ့်ရသေးဘူးဆိုရင်နှိမ့်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ